မိမိတိုင်းကိုဝင်ဆောင်ရပြီဆိုတာနဲ့ရင်သွေးလေးတယောက်ပိုင်ဆိုင်တော့မှမဟုတ်လို့ပြောကြတဲ့သူကြီးပါပဲ။ဒါပေမဲ့ဒီလိုပျော်ရွှင်ရတဲ့ခံစားမှုလေးကိုဖျက်ဆီးနေတဲ့အနောက်ရွှေတစ်ခုရှိပါတယ်။သူကတော့ morning signal လို့ခေါ်တဲ့ကိုဝင်ဆောင်ချိန်မှာမူးဝေပြုတ်အန်ခြင်းမှာကိုဝင်ဆောင်ချိန်မှာမူးဝေပြုတ်အန်တော့တတချင်းနဲ့ဆလို့ရှိရင်တော့ညီမဒီဗီယိုလေးတွေမှာပြပြပေးသွားမယ်။အစားအစာလေးတွေကိုစားပြဖို့လိုအပ်ပါရဲ့ရှင်။ဒီတော့ဗီယိုလေးမစားခင်မှာ channel လေးကို subscribe လုပ်ရတဲ့ရင် subscribe လုပ်ပြီးတော့ဒီနာ notification လေးကိုလည်းဖြည့်ပေးပါအောင်နော်။ ကိုရင်စားရှိပြီဆိုတာနဲ့မိမိတိုင်းကြုံတွေ့ရမယ်ဒီမော်နီစစ်ကနက်ကြောင့်တစ်ချိန်လုံးခေါင်းမူးလေးကနှုတ်ခွေပြီးတော့ပြုတ်ဝင်ခြင်းပြီးဘာမှစားရင်တောက်ခြင်းစိမ့်မရှိတာတွေဖြစ်တတ်ပါတယ်အစားစားစိမ့်မရှိပေမဲ့စားမှဖြစ်မှာဆိုတော့ဘလို့အစားစားတွေကိုစားရင်ကောင်းမလဲဘလို့ပုံစံမျိုးလေးတွေလုပ်စားရင်ကိုဝင်ကြောင့်မိုးရအောင်အောင်တတ်တာသွားမလဲဆိုတာကိုဆက်ပြီးတော့ကြည့်လိုက်ရအောင်နော် ပထမတစ်မျိုးကတော့မနက်လုံလုံချင်းမှာခရက်ကနှစ်ချက်လောက်စားကြည့်ပါ။အဲ့ရလို့တဲ့အချိန်မှာဘိုက်ထဲမှာပါအစားမရှိမနေတာကကိုဝင်ကြောက်ပြုတ်အန်တာကိုပိုဆိုးစေတဲ့အတွက်လုံလုံချင်းမှာခရက်ကနှစ်ချက်လောက်စားပြီးမှအိပ်ရထားပါ။အချိုခဲတဲ့ခရက်ကတွေအစားအငန်ခဲတဲ့ခရက်ကဆိုရင်ပိုကောင်းပါရဲ့နော်။ နောက်ပြီးငပြောသည်တန်းသည့်နဲ့တစ်တော်သည်တို့မှပါတဲ့ပိုလစီယန်ထက်ကခဏခဏမူးအော့နိုင်မဖြစ်အောင်လို့တားဆီးပေးနိုင်ပါတယ်။ဒါကြောင့်ဒီအသေးလေးတွေကိုလည်းစားပေးလို့ရပါတယ်။လိမ္မော်သည်ဖြော်ရင်တက်မြရည်တွေလည်းတောက်ပေးလို့ရပါတယ်။အရသာအချိုချင်းလေးနဲ့လမ်းဆန်းတဲ့အနံ့လေးကမူးဝေချိန်အလုံးကိုအနံ့ယူတော့မှာပဲဖြစ်ပါတယ်။ တတိထားမှာကအငွေတထောင်းထောင်းထနေတဲ့အစားအသောက်တွေကအနက်ပြင်းပြီးတော့မူးဝေစီကိုပိုးပြက်စီတာကြောင့်ချက်ပြုတ်ပြီးရနဲ့ချက်ချင်းမစားပဲအေးအေးခံပြီးမှစားပေးပါနော်ကာဘိုဟိုက်ဒရိတ်တွေဖြစ်တဲ့အာလူးဘုံထမင်းနဲ့ပတ်မုတ်ချောက်တွေကလည်းမူးဝေပြုတ်အနာကနေကောက်ဝယ်ပေးနိုင်မှာပဲဖြစ်ပါတယ် အစားကိုနည်းနည်းစီနဲ့အစရေများများစားပေးပါကိုစားတဲ့အစားအစာတွေကလည်းအာဟာရပြည့်ဝနေဖို့လိုပါသေးတယ်။ရေများများတောက်ပါနော်။ရေတက်ခန်းချောက်တာကမိုးဝေအော့အခြင်းကိုပိုဆိုးစေတာကြောင့်ရေများများတောက်ဖို့ကိုလည်းမမေ့ပါနဲ့။ဂျင်းလက်ဖက်ရည်တို့ပိုစီနံလက်ဖက်ရည်တို့ကအစာအိမ်ကိုအားကောင်းစေတာကြောင့်အစာမကြေကျင်တာပြုတ်အန်ကျင်တာတွေကိုတက်တာစီမအသေးချာပဲဖြစ်ပါတယ်။အရန်ကြီးပိုဆက်နေလို့ကတော့မရဘူးပေါ့နော်။ဒါလေးတွေတည်ထားလို့ကတော့မိုးဝေအော့အန်ပြီးတော့အစာစရိတ်လေးမရှိရဲ့မိမိတွေအနေနဲ့ ိုဝင်ကြောင့်မူးရတာလည်းတက်တာသွားမယ်အဟာရမရှိလို့ခလေးထိခိုက်မှာလည်းမပူရတော့ပါဘူးเนาะဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်တဲ့ဗီဒီယိုတွေမှာပြန်တွေ့ကြပါဘောเนาะ